မိုင်စုံခါနမောနာဒေတာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။တရုတ်ပြည်အလဲပိုင်းမှာရှိတဲ့ဆျန်ယန်ဆိုတဲ့အရင်ချစ်စရာကောင်းတဲ့မြို့ကလေးဖြစ်ပါတယ်။ဒီမြို့လေးကတော့တမိုင်းဝင်မြို့တစ်ခုထဲမှာလည်းအပါဝင်ဖြစ်တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်ရှင်။အခုရောက်နေတဲ့နေရာကတော့တရုတ်ပြည်ရဲ့အရင်နာမည်ကြီးရဲ့သူရဲကောင်းတယောက်ရဲ့အိမ်ပေါ့နော်။သူ့အိမ်ကိုတလဲမှာဖြစ်ပါတယ်။ တရုတ်ဝတ်စုံလေးတွေငါဝတ်ပြီးတော့မှတရုတ်မလေးလို့ရှောက်သွားလို့ရတဲ့ trunk ကလည်းတရုတ်ပြည်မှာခေတ်စားနေတဲ့ service တစ်ခုထဲမှာပါတယ်ပေါ့နော် ticket က85ယွမ်ဆိုပေမဲ့လည်းဝေးတဲ့အတွက် bus ကနဲ့သွားရတဲ့အတွက် bus က ticket ပေါင်းလိုက်တဲ့ချိန်မှာ89ယွမ်ကျပါတယ်ရှင်ရောက်ပါပြီရှင် ဝင်ပေါက်မှာခုလိုမျိုးလေးပါ အော်ဒါနဲ့ပြောရအောင်မယ်တရုတ်ပြည်မှာကကလေးတွေက6နှစ်အောက်ရဲ့ လူကြီးဆိုရင်တချို့နေရာတော့60ပေါ့เนาะအသက်တချို့ကတော့65သတ်မှတ်ထားတယ် free ticket ပါရှင်နေရာလေးကအရန်အောင်ကြီးပါတယ်မြေပုံကို arrow တွေနဲ့အင်္ဂလိပ်လိုနဲ့ရေးထားတယ်လမ်းလျှောက်နိုင်မှာတရုတ်ပြည်ကိုလာခဲ့ပါရှင်ဒါကတော့ သူရဲကောင်းပညာရှင်ကြီးရေးခဲ့တဲ့အဆိုအမိန့်နေပေါ့နော်တခုမှနားမလဲပါဘူးရှင်ဟိဟိနားလဲတလောက်ပြောပြမယ်နော်ဒီသူရဲကောင်းကသူခေခါကအောင်မြင်ဆုံးဖြူဟာမြောက်တဲ့လူတယောက်ဖြစ်ဒီမပြူခံရတဲ့လူဖြစ်တဲ့ညံရင်အရန်ထက်မြက်ပြီးတော့မှယဉ်ကျေးတိမ်မွေးတဲ့ပညာရှင်တယောက်ဖြစ်ခဲ့တယ်ပေါ့နော် စစ်တိုက်တဲ့အချိန်မှာပေါက်စီရောချင်ဖတ်တို့လုတ်တယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းရှင်းပြထားတယ်ပေါ့နော်။ကျမအဲ့လောက်နားလည်ခဲ့ပါတယ်ရှင်။ဒီမျိုးမှာအမေဒါခောက်ဆွေရတော့အကောင်းဆုံးပါရှင်။နွားကထွက်တာအကုန်စားကောင်းတယ်ပေါ့နော်။ဒါလီကတော့သူ့အကြောင်းကိုရှင်းပြတာပေါ့နော်တရုတ်လိုနားလဲရင်တော့ဒီနေရာမှာထိုင်ပြီးတော့မှနားထောင်ပြီးတော့ကြည့်နိုင်ပါလိမ့်ရှင်ဒီရက်သမိုင်းပေါ့နော်

အမွေးဓာတ် free ပေါ့နော်ခုနပြောတဲ့ကတ်ကလေးတွေကတော့ဝယ်ရပါတယ်ตาหยาหล่าปะดอบ่เนาะเป็นเนี่ยยาวๆกูก็รอเนเน่เป้ปี้ไล่มาจีนัดตาบาโอเคจม้าลาเลยเดตูเยกาวจูการ่งโกต่วยบาบีရှင် ဒါကတော့ဆက်ဆက်သမိုင်းရုပ်ထုတွေပေါ့နော်ကျွန်မနားမလည်ပါဘူးလက်ဆောင်ရုပ်ကလေးတိလဲဝယ်ပြန်လို့ရပါတယ်ကြိလိုက်ပါရက်တောင်ရက်တောင်ကအသက်ပါပဲကျမနားလေတလောက်ဂျူကာရန်ကရက်တောင်ကိုင်ပုံရပါတယ်ရက်တောင်ဝယ်ပြန်ခြင်းလဲရပါတယ်

နောက်ထပ်ဆက်ရှောက်နိုင်နေရယ်ရှောက်ချင်နေရယ်ဆိုရင်လည်းရှောက်စရာနေရာတွေအများကြီးရှိနေပါသေးတယ်ရှင်။ဒါပေမဲ့ကျမကတော့အာရင်ကုန်ခံသွားလို့ပြန်လာတော့မယ်ရှင်။ကြည်လိုက်ပါဒီရှုခင်းကအပြန်လမ်းမှာပါ။တခြားလူတွေအတွက်တော့မသိဘူးပေါ့နော်ကျမမျက်စိထဲမှာတော့တရုတ်ပြည်ကအရန်အရန်အရန်ကိုလှတော့နိုင်ငံတစ်ခုဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် နောက်ပေးတွေဆက်သွားအောင်မလဲစောင့်ကြည့်ပေးပါအောင်ရှင်